အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ယောင်ဖြစ်ပါတယ်2025ခုနှစ်မေလ19ရက်နေ့ကနေညနေခင်းစီးရဲသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်အခုတိုင်းရှိချမ်းရွှေချင်းအခြေဆိုင်အမှတ်998ချင်းပြန်တိုင်းစီးနေတိုက်ခိုက်ခံရပြီးနောက်ပါနေမြေဆက်ဆက်လေးရှိတဲ့ရာမညမြေစိုက်ထုံမျိုးနဲ့တင်စီရနေမြေကန်တပ်တွေဖြစ်တဲ့အမှတ်209ချင်းပြန်တိုင်းနဲ့အမှတ်310အမြောက်တိုင်းတွေကိုထပ်ဖြည့်တပ်တွေရောက်ရှိလာခဲ့ပြီးခရယံရိတ်ခါစုပုံဖြည့်တင်းလေးရှိနေပါတယ် ဖာကန်ဟိုဥတီကြီးတက်လာတဲ့ခြေပြင်းတက်မှာတုံးရဲ့စစ်ကြောင်းနေတဲ့ကခြေပြင်းတက်တချို့ဟာတရားညီအောင်လုံမှာရတနေရရှိနေတာဖြစ်ပါတယ်ပင်မတက်လို့ယူဆရတဲ့စစ်ကြောင်းကတော့ခွန်ဆိုင်စွတ်ရွာဝင်းကျင်မှာရရှိနေတာဖြစ်ပြီးနောက်ချန်တက်ကတော့ဆိုင်းဖရာအနီးမှာ KIA ကချင်တုံးမြောက်ကြီးတက်မတော်ရဲ့ ਨੇ ပူပေါင်းတက်တွေရဲ့ဧကန်ကျိုးစုံနေတာကိုခံနေရသေးဖြစ်ပါတယ်မြဝကျမဒေတာအင်ဘုံမြို့နယ်နဲ့လေးမျက်နှာမြို့နယ်ဆက်ကတောင်ကျောတွေကိုအဓိကပြတ်မှတ်ထားပြီးနေ့စဉ်လေးကြောင်းတက်ခိုက်လျက်ရှိပါတယ် ပိန်နေကွင်းရွာဝင်းနောက်တစ်လျှောက်မှာအင်အား90ခန်းရှိတဲ့လက်နက်ကြီးစခန်းတစ်ခုအခြေပြုထားတာလည်းရှိပါသေးတယ်။ကွင်းကဗမွေးကုန်းရဲ့ဘက်ကိုစစ်ကူပို့တာမရှိတော့သလိုပြန်ဆုတ်လာတာမျိုးလည်းမတွေ့ရသေးဘူးဖြစ်ပါတယ်။စခန်းတိုင်းကလေးထားကစားတဲ့ကနေစစ်ရင်အစီး20ခန်းအချင်းပြင်းနဲ့တိတိမ်မျိုးကိုဥတီရွေးရှားလျက်ရှိပါတယ်။ဆိုပါရင်လည်းဟာဝပီရွာကနေကလေးဘက်ကိုနောက်ကျောင်းပြန်လှည့်မယ်ဆိုတဲ့အခြားသတင်းလည်းရရှိထားပါသေးတယ်။တွန်းဆံမျိုးကိုပြန်လဲသိမ့်ပိုက်မယ်ဇက်အာရီဖွဲ့အား စစ်ကောင်စီတန်းကလက်နက်ခဲယံအကူအညီရရှိပြီးဖြစ်တော့ပြီလို့တုံ့တက်ရပါတယ်။တမူးမျိုးနယ်တဲကတရင်ကတော့စိတ်မကောင်းစရာဖြစ်ပါတယ်။အာတန်ရိုင်ဖယ်တရင်ဟာဥပဒေမဲ့လှုပ်ဆောင်လိုက်တာဖြစ်ပါတယ်။တမူးစင်ရဲ့အနေထားဟာကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကအင်အားကောင်းမှုပေမဲ့ကတဲ့တွေဟာစစ်ကောင်စီဘက်မှရှိနေလို့လောက်ရကန်ရကြက်နေတာဖြစ်ပါတယ်။သို့တော့အဲ့ဒီဘက်နယ်မြေမှာကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ဟာဒေသခံပြည်သူတွေကိုအကြမ်းဖက်စစ်တပ်ကဲ့သို့မောက်မှရိုင်းဆိုင်စွာပြုမှုမှုတွေကိုခက်ဆဲစိတ်ကြားသိထားရတာရှိပါတယ်။ ယခုအာဒန်စစ်တပ်ကပြစ်တက်လိုက်တဲ့ဆယ်ဦးထဲမှာအဲ့ဒီလိုသရဝါမျိုးတွေပါသွားပါစေလို့သာဆုတောင်းလိုက်ပါတယ်။ကရင်ပြည်နယ်မြောက်ပိုင်းမှာချားပြန့်လောက်တာကရွှေကုတ်ကိုတနေရာနဲ့မဟုတ်ဘူးဖြစ်ပါတယ်။ကရင်မြိုင်နဲ့မေထော်တလေးချားမှာလည်းချားပြန့်လုပ်ငန်းတွေရှိနေပါတယ်။အဲ့ဒီပဲချမ်းကချားပြန့်လုပ်ငန်းခေါင်းဆောင်မြာချုပ်လိန်ဖြစ်ပြီးသူမျိုးသမီးကစင်ကူနိုင်ငံသူဆိုဖီယာဖြစ်ပါတယ်။အဲ့ဒီဖွဲ့ကိုလည်း BGF ကအထူးလုံခြုံရေးနဲ့အကာအကွယ်ပေးထားတာဖြစ်ပါတယ်။ရှေ့လာမယ့်ပတ်ထဲမှာရွှေကုတ်ကိုအပါအဝင်ချားပြန့်ဝင်တဲ့ကိုတရုတ်ဖွဲ့တွေလာဖို့ရှိနေပါတယ်။ လေလာရေးဖွဲ့လို့သတင်းထွက်နေပေမဲ့တရုတ်ရဲ့ထောက်လှမ်းရေးရဲနဲ့စစ်သားတွေဖြစ်နေနိုင်ပါတယ်။လက်ရှိချိန်မှာတော့မြောက်ဝရီကကြားဖြတ်နေရတဲ့မှန်သမျှဆိုင်းဘုတ်တွေဖြုတ်ချတာပုံဖြတ်တာတွေစတင်လှုပ်ဆောင်နေပြီဖြစ်ပါတယ်။တန်တော်ကြီးဗီယက်နမ်တပ်မျိုးကတိုက်ခိုက်ရေးကြောင်းတွေကိုရှော့တိုက်တုံးငါးလုံးနဲ့ပြစ်သွင်းထားတာရှိပါတယ်။ဆိုပါကြောင်းဟာအကြမ်းဖက်စစ်တပ်ရဲ့စစ်ဗိုလ်တွေကိုရေးခွဲစုဆိုတဲ့တိုင်မှုတင်တန်းတက်ခွဲမှုတင်တန်းတက်ဆုံမှုတင်တန်းတွေတက်ရောက်လေ့ကျင့်ရတာဖြစ်တဲ့ဓာတ်တက်လက်အမှားတစိုက်နဲ့စစ်ကြောင်းကြီးတစ်ခုဖြစ်ပါတယ်။ ဗီယက်နမ်တပ်နဲ့မှတိုက်ခိုက်ရေးဗီယက်နမ်ပြင်အမှတ်သုံးအရာခံနဲ့အကြကြီးတင်ကြောင်းအမှတ်15တပ်မတော်ဆေးရုံဂရင်းတရားအမှတ်9အလုံယုံတပ်စုလျှက်ဆက်နဲ့အမှတ်124ချင်းလင်းတိုင်ရင်တို့တည်ရှိတာဖြစ်ပါတယ်အဆိုပါတိုက်ခိုက်ရေးတိုက်ခိုက်ရေးကြောင်းမှာစစ်တမ်းတပ်တော်ကခရီးရှည်ချီတက်ထိုးပေါက်သင်ကန်းစာထွက်ရင်တောင်းမှုမြတ်စောညင်အောင်ဖျားဖူးကြရပါတယ်လေကောင်းလေသာရှူကြရတာပေါ့ဗျာစစ်တမ်းအဆက်ဆက်အဲ့ဒီလို welfare ပေးထားပါတယ် ကျွန်တော်တို့ဗတ်စင်လည်းရောက်ရောရှေ့ဗတ်စင်မှာဆိုင်ငယ်ကလေးသမားတွေနဲ့စစ်ဘိုလ်ကြီးများရန်တွေဖြစ်လို့သွားလာဖွယ်ပြိတ်ပင်ခံလိုက်ရပါတယ်။အဲ့ဒီလိုပါပဲ။ဘာလို့မှသင်္ကန်းတက်တော့ဆိုရင်လဲအထက်မှာပြောခဲ့တဲ့အလာဘီသင်္ကန်းသာဆိုရင်အင်းလေးဖောင်တော်ဦးကိုလေ့လာရေးခရီးဖြစ်သွားရမယ့်ဖြစ်ပြီးထုံးစံအတိုင်းဘာကြောင့်မှတော့မမှတ်မိမသွားခဲ့ရဘူးဖြစ်ပါတယ်။အဲ့လိုမျိုးကန်ဆိုးသူတွေအတွက်အကြမ်းဖက်စစ်တပ်ထံမှာစာချိုးလေးရှိပါတယ်။ချစ်သူကမဖဲကရှုပ်ဗီဒီယိုကပြကင်းကကြကျင်းန်းလာလာသင်္ကန်းပါပါတဲ့သင်္ကန်း ခွေးတင်တာဆိုတာရှိပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိရ